ဟုတ်အာဆင်နယ်ကွန်းလေကစားသမားမယ်ရီနိုကတော့ကွန်းလေကစားသမားကနေပြီးတော့မှတိုက်စစ်ကစားသမားပုံစံကိုပြောင်းလဲလာတာကိုတွေ့ရပါတယ်။လက်ရှိမှာဆွမ်းတဲ့အာဆင်နယ်ရဲ့တိုက်စစ်မှာကစားတဲ့ခါမှာခြေစွန်းပြပြီးတော့မှဂိုးတွေသွင်းယူနိုင်ပါတယ်။အထူးတပြစ်တော့သူကတိုက်စစ်မှုတူ PP တတကြီးကစားပြနေတာမျိုးကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်။ဆိုအာဆင်နယ်မှာပဲဒီလိုခြေစွန်းမျိုးတွေပြနေသလားဆိုတာတော့မဟုတ်ပါဘူး။သူ့ရဲ့ making ဒါနိုင်ငံအသင်းအတွက်ကစားတဲ့ခါမှာလဲတိုက်စစ်မှာကစားတဲ့ခါမှာတကယ်ကိုကောင်းမွန်တဲ့ခြေစွန်းနဲ့တိုက်စစ် မိုးတယောက်ရဲ့အနေထားနဲ့ကိုဒီတွင်းယူပြီးတော့မှ ကစားနိုင်တာကိုတွေ့ရပါတယ်ဆိုတော့မယ်ရီနိုအနေနဲ့အာဆင်နယ်ရဲ့ထောင်တိုက်စစ်မှာကစားတဲ့ခါမှာပုံမကောင်းမွန်တဲ့အတွင်းကိုတွေတွင်းပြနေတယ်လို့တိုက်စစ်မှုပြပြတတကစားပြနိုင်ခြင်းကအာဆင်နယ်မှာနောက်ထပ်တိုက်စစ်မှုတဦးအလိုလျောက်ထပ်တိုးလာတယ်လို့ပဲကျွန်တော်ပြောရတော့မှဖြစ်ပါတယ်လက်ရှိအာဆင်နယ်မှာဂျီဆက်ကန်ဟာဘက်ယိုဂရက် တိုက်စစ်မှုတွေရှိပြီးတော့မှလက်ရှိမှာတန်းရရအနေထားတွေရှိနေတဲ့အချိန်မှာမယ်ရီနိုကအာဆင်နယ်ရဲ့တိုက်စစ်ကိုဦးဆောင်ပြီးတော့အာမနေ့ညမှာဆိုတော့ချန်ပီယံလိဂ်မှာပွဲထွက်လာခဲ့ပါတယ်။သို့တူပဲမယ်ရီနိုကခြေစွန်းပြပြီးတော့မှဂိုးနှကိုကိုတွန်းယူခဲ့ပါတယ်။ဆိုတော့သူတွန်းယူတဲ့ဂိုးတွေကိုကြီးလိုက်မယ်ဆိုတော့တကယ်ကိုတိုက်စစ်မှုပြပြတတ်တဲ့နဲ့နေရာယူတတ်မှုဘောလုံးရဲ့လာရလမ်းကြောင်းဒါကိုဖက်မှာရှိတဲ့ကစားသမားတွေဘယ်လိုအနေထားနဲ့ကစားပြီးတော့ဘောလုံးဘယ်လိုလာမလဲဆိုတော့ အကြည့်မြင်တတ်တဲ့ဘောလုံးအမြင်လည်းရှိတယ်လို့နောက်တစ်ခုကသူ့ရဲ့ထိချက်မှန်မှန်ကန်ကန်နဲ့အာတကယ်ဒီဂိုးတက်ကိုထိအောင်ကန်တွင်းနိုင်တဲ့အရာတွေကတော်တော်လေးကိုကောင်းမွန်ပါလေပြောရရင်တော့အဆုံးသတ်ကောင်းတယ်လို့ကျွန်တော်ပြောရမှာပေါ့ဆိုဘောလုံးရဲ့လာယာလမ်းကြောင်းကျွန်တော်ပြောမှာဆိုတော့တကယ်တိုက်စစ်မှုပြီးသားတဲ့ဟာလန်ကိုကြည့်မယ်ဆိုဟာလန်က ကွန်းထဲမှာဘောလုံးထိချက်တွေတော်တော်များများမရှိပေမဲ့ဂိုးရှေ့မှာသူရောက်ပြီဆိုတော့အဲဒီရလာတဲ့ဘောလုံးတစ်လုံးကိုဂိုးထဲကိုဘယ်လိုရောက်အောင်ကန်သွင်းရမလဲဂိုးတဲ့အောင်ဘယ်လိုဂိုးအဖြစ်ဘယ်လိုပြောင်းလဲမလဲဆိုတာမျိုးကိုဟာလန်ကကောင်းကောင်းသိနေတာဖြစ်ပါလေထို့အတူပဲဒီမယ်ရီနိုကလည်းဒါကွန်းလေအရင်တော့ခန်းစစ်ကစားသမားအနေထားနဲ့ကစားခဲ့ပေမဲ့လက်ရှိအာဆင်နယ်ကိုရောက်လာတဲ့ချိန်မှာတော့မယ်ရီနိုကအာဒါတိုက်စစ်မှုပုံစံကိုကလပ်မှာရောနိုင်ငံမှာရော ပြသနေခြင်းကတော်တော်လေးကိုအထင်ကြီးစရာကောင်းပါလေပြီးတော့သူ ကန်တွင်းတဲ့အရာတွေပြီးတော့အထူးတပြည့်တော့ကျွန်တော်ပြောချင်တာကတော့မယ်ရီနိုရဲ့တိုက်စစ်မှုအနေထားမှာနေရာယူမှန်မှန်ကန်ကန်နဲ့နေရာယူနိုင်မှုပြီးတော့အထူးတပြည့်ဘောလုံးလာရလမ်းကြောင်းကိုကောင်းကောင်းသိနေတာလားတဲ့ဘောလုံးကိုလည်းထိချက်ကောင်းကောင်းနဲ့ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်းကတကယ်ကိုတိုက်စစ်မှုအရေးတွေးပြီးသားမှုကိုပြသနေတာဖြစ်ပါတယ်ဆိုတော့ဒီအရာကကျွန်တော်အာဆင်နယ်ဖန်တွေအတွက်တော့ တကယ်ကိုကောင်းမွန်တဲ့အရာပါအာဆင်နယ်မှာတိုက်စစ်မှုတွေတန်ရာရနေတဲ့အချိန်မှာတော့မှမယ်ရီနိုကအာဆင်နယ်ရဲ့တိုက်စစ်ကိုကောင်းကောင်းမွန်မွန်ဦးဆောင်ပြတာပြင်ဂိုးတွေကိုလုတ်ပြနိုင်တာတွေကလက်ရှိမှာဆိုတော့ကျွန်တော်တို့ယိုဂိုရက်စ်နဲ့နှိုင်းမယ်ဆိုတော့မှဘောလုံးထစ်ချက်တွေကိုကိုယ့်အဖြစ်ပြောင်းနိုင်မှုကမယ်ရီနိုကတော့တာနေတယ်လို့ပုံစံမျိုးဖြစ်နေပါတယ်ဆိုတော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ပရိသတ်တို့ရဲ့ထင်မြင်ယူဆချက်တွေဘယ်လိုရှိပါသလဲမယ်ရီနိုက တကယ်ကိုတိုက်စစ်မှုစစ်စစ်ဖြစ်လာနိုင်တလားဆိုတော့ကိုယ့်ရဲ့ team ယူဆချက်တရှိဆိုရင် comment မှာရေးပေးခဲ့လို့ရပါတယ်နောက်ထပ် Arsenal နဲ့ပတ်သက်တဲ့ video မှာကျွန်တော်ပြန်တွေ့ကြပါမယ်နောက်ထောင်ပေးတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်